thank uh you -huh. င်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်2025ခုနှစ်အတွင်း NUG ကိုအသွင်ကူပြောင်းရေးအစိုးရတင်ရဖြစ်နိုင်ငံရေးနဲ့စီးရီနောက်တစ်ဆင့်တက်ဖို့ခေါင်းဆောင်များအားလုံးသဘောတူညီတယ်လို့ NUG ဝင်ကြီးဒေါက်တာစောဝေစိုးအသိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်2025ခုနှစ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအသွင်ကူပြောင်းရေးအစိုးရတင်ရဖြစ်နိုင်ငံရေးနဲ့စီးရီနောက်တစ်ဆင့်တက်ဖို့တိုင်းရင်းသားနဲ့တော်လိုင်းခေါင်းဆောင်များအားလုံးသဘောတူညီထားပြီဖြစ်ကြောင်းပြည်တွင်းရောက်ရှိနေတဲ့ NUG ဝင်ကြီးဒေါက်တာစောဝေစိုးကအသိပေးပြောဆိုလိုက်ပါတယ် body okay. တရင်ဌာနကအမြင်ပုံမှန်ထုံးလွှင့်နေတဲ့ပြည်သူ့မှပြည်သူတို့အစီအစဉ်နဲ့တွေ့ဆုံမွေးမြန်းခန်းမှာ NUG ဝင်ကြီးဒေါက်တာတော်ဝေဆိုကအထက်ပါတိုင်းပြောပြလိုက်တာပါ။ NUG ဝင်ကြီးဒေါက်တာစောဝေဆိုကပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်အဖြစ် NUG ယာယီသမရာကြီးရဲ့ညွှန်ကြားချက်အရပြည်ရင်းကိုအပြီးပြန်လည်ရောက်ရှိခဲ့ကြောင်းအဲဒီနောက်သက်ဆိုင်နဲ့တွေ့တွင်တည်ထိုက်တဲ့တိုင်းရင်းသားခေါင်းဆောင်များအလုံးနဲ့တွေ့ဆုံခဲ့ကြောင်းအဲဒီလိုတွေ့ဆုံချိန်မှာ NUG ကိုအသွင်ကူးပြောင်းရေးအစိုးရတရက်ဖြင့်နိုင်ငံရေးစီရေးနောက်တဆင့်တက်ဖို့ခေါင်းဆောင်များအလုံးသဘောတူညီကြကြောင်းပြော ော့ဆိုပါတယ်2021ရဲ့အခြေအနေနဲ့2025ရဲ့အခြေအနေကမတူတော့ဘူးဆိုတာကိုတော်လိုင်းခေါင်းဆောင်တွေအားလုံးနဲ့ပြောပြကြပါတယ်အဲ့ဒီမတူတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီ2025မှာတကယ်တော့လက်ရှိတော်လိုင်းမာမီနီယာတွေ territory ရေးပိုင်ဆိုင်နေတဲ့စည်ရင်ရတိုက်အင်အားတွေလက်နက်အင်အားတွေပိုင်ဆိုင်နေတဲ့နိုင်ငံကြီးရလည်းပြည်သူလူထုတရက်လုံးထောက်ခံနေတဲ့ဒီတိုင်းရင်းသားခေါင်းဆောင်တွေတော်လိုင်းခေါင်းဆောင်တွေကတော်လိုင်းနောက်တစ်ဆင့်အားလုံးစုစည်းကြရမယ်ပေါင်းစည်းကြရမယ်စုစည်းကြရမယ်ညီညွတ်ကြရမယ်ပါဝင်ကြရမယ်ပါဝင်ဖို့လိုတယ်ဆိုတာကို ျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်။ဒါကြောင့်တကယ်တော့ဒီဒေါ်လာကြီးရဲ့အနေထားက2021တုန်းကဖွဲ့စည်းခဲ့တဲ့ NUG ကိုနောက်တစ်ဆင့်တက်ပြီး2025မှာအသွင်ကူးပြောင်းရေးကာလအစိုးရတခုပေါ်ပေါက်လာဖို့အတွက်တကယ်တော့ဒေါ်လာအင်အားစုတွေခေါင်းဆောင်များရဲ့ပခုံးပေါ်မှာရောက်နေပြီဆိုတာကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်။ခေါင်းဆောင်တွေအားလုံးကလည်းသဘောတူပါတယ်။ဒါကြောင့်ကျွန်တော်တို့တတွင်း2025မှာကျွန်တော်တို့အချင်းချင်းကြားမှာသွေးစည်းမှုညီညွတ်မှုနားလည်မှုတွေနဲ့2025မှာစီရင်နိုင်ငံကြီးနောက်တစ်ဆင့်တက်ဖို့ကျွန်တော်တို့အစီအစဉ်ဖြစ်နေရလို့မြင်နေလို့ကျွန်တော် ြန်ရောက်ပြီးဆွေးနွေးချက်တွေအရနားလည်ပါတယ်လို့ဒေါက်တာဆော်ဝေဆိုးကပြောပါတယ်။မြေပြင်မှာတော်လိုင်းသမားရီနဲ့အတူရှိနေချိန်မှာပြည်သူလူထုကလည်းတော်လိုင်းကိုဆက်လက်ပါဝင်နေဆဲဖြစ်ပြီး PDF တွေကလည်းတက်ကြွနေဆဲဖြစ်ကြောင်းလက်ရှိမြေပြင်အခြေအနေတွေအရတော်လိုင်းမှာလုံဝအောင်မြင်လိမ့်မယ်လို့ရှုံချီကြောင်းသူကဆက်ပြောပါတယ်။မြေပြင်မှာရရက်ဆက်ဆက်ခန်းစားနေရတဲ့ပြည်သူတွေ CDN ဆရာဆရာမတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေတော်လိုင်းသမားရီနဲ့အတူရှိကြတဲ့ရှိဖို့လိုတယ်။ဒါကြောင့်လည်း NUG ရဲ့ perform process တစ်ခုအနေနဲ့မြေပြင်ကိုရောက်ရှိလာတဲ့ပြန်ရောက်လာတဲ့သဘောရှိတဲ့ဒီမှာရောက်ရောက်ချင်တော့ တွေလုပ်ရမလဲဆိုတာအရင်ဆုံးနိုင်ငံရေးသဘောအရတိုင်းရင်းသားဖွဲ့စည်းကောင်းဆောင်နေနဲ့တွေ့ရတယ်တော်လိုင်းဖွဲ့စည်းဦးဆောင်သူတွေနဲ့တွေ့ရတယ်ကျွန်တော်တို့အားလုံးကိုတွေ့ပြီးပြီလို့ပြောရင်ရတယ်တွေ့ပြီးတော့ကျွန်တော်တို့အတူတူနေကြတယ်အတူတူစားကြတယ်အတူတူနားတယ်အတူတူဆွေးနွေးကြတယ်အချိန်ယူပြီးဆွေးနွေးကြတယ် formal informal ရင်းရင်းနှီးနှီးနဲ့ကိုပြောဆိုဆွေးနွေးကြတယ် လုံခွင့်ရကြတယ်လုံရတယ်ဒါကတိတ်ကိုအရေးကြီးပါတယ်ဒါကကျွန်တော်တို့ရဲ့တွန်လိုင်းကာလာတွင်မှာဒီဟာကပထမဆုံးချိန်လူကိုယ်တိုင် တွေ့ရတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်တွန်လိုင်းသမားတွေအများကြီးရှိတယ်မြေပြင်တမှုတွေအများကြီးရှိတယ်သူတို့တတွင်နေတွေ့ရဆုံရရင်းနှီးရအတူတူရင်ဆိုင်ရတဲ့အခြေအနေတွေဟာတိတ်ကိုကောင်းတယ်တွန်လိုင်းအတွက်အများကြီးအထောက်အကူဖြစ်မယ်လို့မြင်ပါတယ်ဒါအပြင်ပြန်ရောက်ပြီးဆွေးနွေးတဲ့အချိန်မှာမြေပြင်မှာရှိတဲ့ပြည်သူတွေစီဒီအန်တွေတမှုတွေ PDF တွေနဲ့ကျွန်တော်တွေ့ဖြစ်ပါတယ်ဒါလည်းအရန်ကူအားရှိပါတယ်ပြည်သူတွေကအခုတက်တီတွန်လိုင်းကိုခုခံနေစေ ်ဒေါ်လာရင်းနဲ့အတူရှိနေစေဖြစ်ပါတယ်။ PDF တွေကအခုထက်တိတက်ကြွဆဲပြည်သူနဲ့အတူရှိနေစေပါဒေါ်လာရင်းနဲ့အတူရှိနေစေပါ CDN တွေကပြည်သူနဲ့အတူဒေါ်လာရင်းနဲ့အတူရှိနေစေပါအားလုံးဒေါ်လာရင်းအစိုးရကရှိရွက်ချက်တူပန်းတိုင်တူချီတက်နေစေဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်အားလဲရှိပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့ဒေါ်လာရင်းအောင်မြင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြောချင်ပါတယ်။ဘလောက်ပဲအခက်အခဲတွေရှိရှိဘလောက်ပဲပင်ပန်းပင်ပန်းဘလောက်ပဲတစ်ဖက်သက်ရက်ဆက်ရက်ဆက်ကျွန်တော်တို့အားလုံးဒီစိန်ခေါ်မှုတွေအားလုံးကိုအကျော်လွှားပြီးဒေါ်လာရင်းအောင်မြင်လိမ့်မယ်လို့မြေပြင်ရောက်တဲ့အချိန်မှာကျွန်တော် ော့ပို့ပြီးယုံကြည်တယ်လို့ပြောကြင်ကြောင်းဒေါက်တာဇော်ဝေစိုးကရှင်းပြပါရယ် NUG ဝင်ကြီးဒေါက်တာဇော်ဝေစိုးကအမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလက်ရှိလာရဲ့ညွှန်ကြားချက်နဲ့အညီ2025ခုနှစ်နှစ်စပိုင်းတွင်ပြည်ပမှမြန်မာနိုင်ငံကိုအပြီးပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါရှိပါရယ်နောက်ထပ်တစ်ပုံအနေနဲ့ဝက်လက်နယ်ရွှေဘုံမြို့နယ်တို့မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံချင်းမှုပြည်သူနှံဦးတည်ဆောက်ပြီးနေအိမ်များပျက်စီးရဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဝက်လက်နယ်ရွှေဘုံမြို့နယ်တို့မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပုံချင်းမှု ပြည်သူနှစ်ဦးတည်ဆုံပြီးနေအိမ်များပြတ်စီသွားကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်မေလ7ရက်နေ့ညနေ4နာရီချိန်စကိုင်းတိုင်းဝက်လက်မြို့နယ်စကန်းတာချေဘွားကိုမန္တလေးတတဦးတီတပ်မှတက်လာတဲ့တိုင်လီရင်နဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လုံဆောင်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုမှာပြည်သူနှစ်ဦးတည်ဆုံပြီးအခြားပြည်သူနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိကြောင်းဒဏ်ရာရရှိသူနှစ်ဦးမှာအသက်အန္တရာယ်ဆိုးရိမ်နေရကြောင်းသိရပါရယ်တိုက်ပွဲဖြစ်ပွားတာတော့မရှိပါဘူးလေရင်နဲ့လာချင်းချသွားတာရွာတဲ့ကိုလို့ဒေသခံပြည်သူတအုပ်ကပြောပါရယ်အလားတူမေလာ 23ရက်နေ့ညနေ4:00နာရီအချိန်စကိုင်းတိုင်းရွှေဘုံမြို့နယ်ငပီအိုကျေးရွာကိုစစ်ကောင်စီတပ်ကတိုက်လီရင်နဲ့ပေါင်250ဘုံးနှလုံးကျင်းချသွားကြောင်းအဆိုပါလီကြောင်းတိုက်ခိုက်မှုမှာတိုက်ခိုက်မှုတစုံတရာမရှိကြောင်းအဆိုပါဘုံးကျင်းမှုမှာလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလာရောက်ဘုံးကျင်းတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ။မြိုင်မြို့ကိုဥတီပြီးထွက်လာတဲ့စစ်ကြောင်းကိုလိုက်လံချိန်မုံတိုက်ခိုက်မှုစစ်သားအလောင်း၈လောင်းနဲ့လက်နက်ခဲယမ်းများတင်ဆက်ရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်ကိုဥတီကထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုလိုက်လံချိန်မုံတိုက်ခိုက်ခဲ့ရ။ စစ်သားအလောင်းရှစ်လောင်းနဲ့လက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့တယ်လို့မြိုင်ပါကဖားမှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။မေလာတရနေ့ကပခုတ်ကူမျိုးတမတရားတင်းနဲ့၎င်းရဲ့လက်အောက်ခံခလာရ254တရင်တို့ပူးပေါင်းထားတဲ့စစ်တပ်စစ်ကြောင်းမှာအင်အားအလုံးရင်းနဲ့မြိုင်မြို့နယ်ကိုဥတီပြီးစစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကလိုင်းလံချိန်မုံတိုက်ခိုက်ခဲ့ရာအကြံဘတ်စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံမှုများပြားပြီးရှီမန်းချက်ပန်းနိုင်ကိုမရောက်ပဲမေလာ9ရက်နေ့မှာပခုတ်ကူတမတရားတက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ အဲ့ဒီလိုစစ်တပ်စစ်ကြောင်းဆုတ်ခွာသွားပြီးရင်နောက်တိုက်ပွဲဖြစ်ပွားရနေရကိုနေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရစစ်ကောင်စီတပ်သားအလောင်းရှင်လောင်းစစ်ကောင်စီတပ်များကိုင်ဆောင်အုံပြုနေတဲ့ ME1 အမျိုးအစားတနက်တက်လည်း၎င်းကြီး900ကျော်နဲ့အခြားခင်းရပစ္စည်းတင်ဆက်ရရှိခဲ့ကြောင်းသိရပါဗျ။ မြန်မြို့ကိုလာဖို့စမ်းနာတဲ့နဲ့စစ်မှုထမ်းကလူတွေအထုံးပြုပြီးအင်အားများပြားနဲ့ထိုးလာတာပါ။နောက်ထပ်ခွေးတီထိခိုက်မှုသတင်းတော့မကြားမိဘူးလို့မြိုင်ပကဖမှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပကဖစုဖွဲ့မှုတပ်မြိုင်ပကဖပောက်ပကဖပခုတ်ကူပကဖတိုင်ရင်တင်ပခုတ်ကူခရိုင် အမှတ်26 45 19တိုင်ရင်ကျောင်းသားတပ်မတော် EBSDF ကမ္မတပ်ပေါင်းစုရှစ်အပေါင်းတပ်ပေါင်းစုအညာမြေတပ်ပေါင်းစုဂလုံးပြည်သူ့ကာကွယ်တပ်ဖွဲ့ PPDF PLC တပ်ပေါင်းစု ဘရာဒတ်တပ်ပေါင်းစုဝန်ပလေးပြောက်ကြားတပ်ဖွဲ့အကစ်တပ်ဖွဲ့တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးအိုးဒိန်တွင်စတင်ကြောင်းလေးချောင်းတိုက်ခိုက်မှုအပေါ်ကုလအတွင်ရင်မှုကြောင့်အလွန်အမင်းစိုးရိမ်နေဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်စတင်ကြားနေတဲ့ကလေးငယ်သားစင်နဲ့ကြီးတိဆုံမှု Save the Children နှုတ်ပိတ်နေတယ်လို့လည်းသိရပါဗျ။ငလင်ပေးတဲ့တဲ့စကိုင်းတိုင်းတွင်ရှိတပတ်ရင်းမြို့နယ်စတင်ကြောင်းတကြောင်းလေးချောင်းတိုက်ခိုက်မှုအပေါ်အလွန်အမင်းစိုးရိမ်နေလို့ကုလသမဂ္ဂအထွေထွေတွင်ရင်မှုကြောင့် Antonio Guterres ကမနေ့ကပြောပါဗျ။ မင်းကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူစတီဖန်ဒူဂျာရစ်ကတဆင်သတင်းစကားပါခဲ့တာဖြစ်ပြီးလက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာပဲစတင်ကြောင်းတွေကကလေးတငယ်တွေတင်ယူဖို့လုံခြုံတဲ့နေရာတွေဖြစ်ထားရှိနေရမှာဖြစ်တယ်လို့ဆိုပါတယ်မြန်မာစစ်တပ်ကမေလ31ရက်ထိယာယီပြစ်ခတ်ရက်တန်းတက်တန်းတိုးထားတဲ့အချိန်မှာပဲအခုလိုလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့တာလို့ကုလအတွင်းရေးမှူးချုပ်ကပြောပါတယ်ဒါပေမဲ့ကုလအတွင်းရေးမှူးချုပ်ကတပယင်းမြို့နယ်အိုးဒိန်တွင်ရွာစတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့မြန်မာ ာစစ်တပ်ကိုနာမည်ထုတ်ဖော်ပြီးပြစ်တင်ရှုတ်ချတာမျိုးမရှိပါဘူး။အာနာသိန်းစစ်တပ်ကမန္လာ28ရက်မှာလောက်ခတ်ခဲ့တဲ့ငလင်ကြီးကိုအကြောင်းပြပြီး AB နှစ်ရက်ကစလို့ရှားရေးအပြည့်ရက်ထုတ်ပြန်ကြေညာခဲ့ပြီးမြန်မာတုံးလေးချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့မြေပြင်စစ်ကြောင်းထုတ်မှုတွေစက်တိုက်ကျူးလွန်နေတာလို့တော်လိုင်းအင်အားစုတွေကထုတ်ဖော်ပြောဆိုထားပါတယ်။